မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဒေါက်ဆန်းစုကြည်လွမြောက်ရေးအင်ဖြူတော်ရှိဆန္နာထုတ်ဖော်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကဗန်စီချုံနောင်ထားသောဒေါက်ဆန်းစုကြည်လွမြောက်ရေးအတွက်အမေရိကန်ရောက်မြန်မာပြည်ပွားအချို့သည်စက်တင်ဘာ26ရက်ကဝါရှင်တန် DC မြို့အမေရိကန်သမ္မတအိမ်တော်ဖြစ်သောအင်ဖြူတော်ရှိဆန္နာဖော်ထုတ်ခဲ့ကြပါသည် အမေစုမြမပြည်မှာမတရားဖမ်းဆီးချုံနောင်ခံထားရတာငါးနှစ်ပြည့်တော်မယ်ကျမ်းမာရေးချင်းတွေကလည်းစိုးရိမ်ရတဲ့အနေအထားမှာရှိတယ်ဒါကြောင့်အမေစုလွတ်မြောက်ရေးအတွက်အင်ဖြူတော်ရှေ့မှာဆန္ဒထုတ်ဖော်ကြတာဟုဆန္ဒပြပွဲဦးဆောင်သူများတွေမှတဦးဖြစ်သူဒေါက်တာထွန်းဝေကပြောပါတယ်အမေရိကန်ဆိုးရအနေဖြင့်မြမပြည်ရေးဟာပုံမအယုံဆိုင်လာစေရန်နဲ့မြမရေးကိုနိုင်ငံတကာမှပုံမသိရှိလာစေရန်အတွက်အင်ဖြူတော်ရှေ့တွင်ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်ဟုဆန္ဒပြပွဲဦးဆောင်သူတချို့ကဆိုပါတယ်တမရာထရန် န်တက်လာပြီးနောက်ပိုင်းမြန်မာပြည်ပများအနေနဲ့ပထမဆုံးချိန်အင်ဖြူတော်ရှိဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းသိရပါဗျ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြမရေးပြည်လဲရေးဒေါအောင်ဆန်းစုကြည်ပါဝင်သည့်ဆွေးနွေးပွဲသာလိုအပ်ပြီးစစ်ကောမရှင်၏အထူးရောက်ရွှေကောက်ပွဲကိုအတိမတ်ပြုမည်မဟုတ်ဟု NLD ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ဆင်းရနာဒိမ်မှုကြောင့်ပေါ်ပေါက်လာသောမြန်မာနိုင်ငံ၏ပြဿနာများကိုဖြေရှင်းရာတွင်ဒေါအောင်ဆန်းစုကြည်မပါဝင်သည့်တွိတ်ဆောင်ဆွေးနွေးမှုများသည်ပြည်လည်မှုမရရှိနိုင်ကြောင်းအမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ကယနေ့စက်တဘာ29ရက်ကြာရောက်သည့်ပါတီတီထောင်ချိန်38နှစ်ပြည့်မှာထုတ်ပြန်ခဲ့ပါသည်။ ထို့ကြောင့်မတရားဖန်ဆီးခံထားရသော NLD ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအလုံးကျွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက်မိတ်ဆွေနိုင်ငံများပြည်တွင်းပြည်ပမိဖက်အင်အားစုများကဆက်လက်ကြိုးပမ်းအားထုတ်ပေးပါရန်နှင့်အလုံးနှင့်အတူပူးပေါင်းသွားမည်ဟုဆိုပါသည်။ယင်းပြင် NLD သည်ပြည်သူများထဲမှပေါက်ဖွာလာသောပြည်သူပါတီဖြစ်ကအာဏာရှင်အဆက်ဆက်တို့၏မလိုမုန်တီးစိတ်ဓာတ်ဖြင့်မြည်တို့ပင်တိုက်ခိုက်ချိန်မုံဖြစ်စီသည်ဖြစ်စေပြည်သူရှိနေသည်၍ပါတီရှိနေမည်ဖြစ်ပြီးစစ်ကောင်မရှိ၏အထူးရောက်ရွေးကောက်ပွဲကို လည်းလက်မခံအတိမတ်မပြုကြောင်းဖော်ပြထားပါသည်။ စစ်ကောင်မရှင်သည်၎င်းတို့အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသောပြည်ထနာရဲ့ရဲကြောင့်နိုင်ငံတကာနှင့်ပြည်သူကိုထမှန်လေးစားရန်နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်၍အထူးရောက်ရွေးကောက်ပွဲရကျင်းပရန်ပြင်ဆင်နေခြင်းဖြစ်ပြီးတရားဝင်မှုနှင့်တရားမျှတမှုလည်းရှိမည်မဟုတ်ကြောင်းသိရပါသည်ထို့အထူးရောက်ရွေးကောက်ပွဲအကောင့်ထဲမပေါ်လာရန်မိဖက်အင်အားစုများနှင့်ပူးပေါင်းသွားမည်ဖြစ်ပြီးမြမရေးပင်လေစီရေးအတွက်အာဆီယံအပါအဝင်အင်းကြီးနိုင်ငံများနှင့်မိဖက်နိုင်ငံများ၏ဂျိုးပန်အထောက်မှုများကိုအတိမတ်ပြုကျေးဇူးတင်ဟု NN MND ရဲ့ထုတ်ပြန်ချက်အရသိရပါဗျာ နိုင်ငံတကာအနေဖြင့်မြမအရေးကိုလက်တလောပြည်လဲစေရအတွက်သာမဟုတ်ဘဲပြဿနာရင်းမြစ်အားသိရှိရန်လိုအပ်ပြီးရင်းရွေးကောက်ပွဲအပဝင်းဆရာနာရှင်စနစ်သက်ဆိုးရှိရင်အထောက်အကူဖြစ်စေမည့်ကိစ္စရပ်များကိုရှောင်ဖယ်၍ပြည်သူ့ဆန္ဒအပေါ်အခြေခံစင်စါဆောင်ရွက်လိုကြောင်း NLD ကဆိုပါတယ်ရှင်းတို့ဆောင်ရွက်ကြသောရေရှိခိုင်မာရှင်းတို့ဆောင်ရွက်ကြမှာသာရေရှိခိုင်မာသောတည်ငြိမ်အေးချမ်းမှုကိုရရှိမည်ဖြစ်ပြီးပါတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်ဒုဥက္ကဋ္ဌအတက်သမရာကြီးဦးဝင်းမြင့်တို့ ကိုလည်းမြည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကို မသိရှိရ၍ဂျမ်းမာရေးအတွက် NLD အနေဖြင့်အထူးစိုးရိမ်ပူပန်မိကြောင်းဖော်ပြထားပါသည်။ NLD ပါတီသည်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီ62ပါတီနဲ့တတိပုဂ္ဂလတို့အနေနဲ့မင်းစန္ဒနေအားလုံး၏82ဒသမ36ရာခိုင်နှုန်းအနိုင်ရလွတ်တော်ကိုယ်စားလှယ်920ဦးရွေးချယ်တင်မြောက်ခံခဲ့ရတော့လေစစ်ကောင်မရှင်ကမင်းမတမာမှရွေးသည်ဟုအကြောင်းပြကအာဏာသိမ်းခဲ့ကြောင်းသိရပါတယ်။ထို2020ရွေးကောက်ပွဲကိုနိုင်ငံတကာအသံတမန်များရွေးကောက်ပွဲဆောင်ကြီးလေးလာသူအရက်ပဲ့အဖွဲ့အစည်းများနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကလွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲဖြစ် ြင့်အတိမတ်ဖြူကလက်ခံထုတ်ပြန်ခဲ့တော်လဲအာနာသိန်းစစ်ကောင်မရှင်ကမူညှင်းဆော်လျက်ရှိကြောင်းသိရှိရပါသည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပသိမ်တွင်စစ်မှုထမ်းလူစားထိုးရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော့လဲပိုက်ဆံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လွှတ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AR တိုင်းပသိမ်မြို့နယ်တွင်စစ်မှုထမ်းလူစားထိုးရောင်းဝယ်မှုဖြင့်ရက်ွက်အုပ်ချုပ်ရေးမှုများကိုစစ်တပ်ကလိုက်လံဖမ်းဆီးနေတော့လဲပိုက်ဆံပေးနိုင်သောအုပ်ချုပ်ရေးမှုများကိုပြန်လွှတ်ပေးနေကြောင်းပသိမ်အခြေစိုက်ဒေသတွင်ရင်းမြစ်ကပြောဆိုပါရသည်။ ဇတေမာလ25ရက်နေ့ည9နာရီခန့်အချိန်ဗတ်သိမ်မြို့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးအေကိုကိုနေပြည်တော်ရဲတပ်ဖွဲ့ကတရားမဝင်စစ်မှုထမ်းရောင်းဝယ်ပြုလုပ်မှုများငွေအလွှဲသုံးစားပြုလုပ်မှုလိုင်စင်မဲ့ကစီးနှင်းမှုများဝင်ရောက်ဖမ်းဆီးခဲ့တော့လေချုပ်တင်တင်ရရှိသောကြောင့်အုပ်ချုပ်ရေးမှူးအေကိုမှထွက်ပြေးလွတ်မြောက်သွားကြောင်း၎င်းစီးနှင်းနေတဲ့ကားကိုရဲကသိမ်းဆီးသွားကြောင်းသိရပါတယ်ထို့သူဖမ်းဆီးမှုဖြစ်ပွားပြီးနောက်ဇတေမာလ26ရက်နေ့ညနေ4:45မိနစ်ကမှဗတ်သိမ်မြို့အမှတ်30ရပ်ကွက်အုပ်ချုပ် ်ရည်မှုအေးကိုသည်ရဲခွက်တွင်ပြန်လည်ရောက်ရှိလာပြီးဆိုင်ကယ်တစ်စီးဖြင့်နေပြည်တော်ရဲတပ်ဖွဲ့မပြောနှင့်မင်းအောင်လိုက်တောင်းဂယူမဆိုင်ဘူးငွေရှိရပားရိုက်လို့တောင်းရတဲ့အခုလဲငွေနဲ့ရှင်းလိုက်လို့အမှုပြီးသွားပြီဟုရဲခွက်တွင်အော်ဟစ်ကြွေးကြော်နေကြောင်းသိရပါသည် စစ်သားတွေကအဖမ်းပြတဲ့ပုံစံလိုပဲပြောရတယ်။အေးကိုကိုဝင်ဖမ်းနေတာ ပြောတာနောက်နေကြတော့ချက်ချင်းရက်ွက်ထဲပြန်ရောက်လာပြီးငွေပေးရင်အကုန်ရှင်းလို့ရတယ်ဆိုပြီးအော်ဟစ်ကြွေးကြော်နေတယ်ဟုဒေတာပြည်သူတို့ကပြောဆိုပါတယ်။အလာတို့ဗတိမျိုးအမတ်ရှင်ရက်ွက်အုပ်ချုပ်ရေးမှူးဟန်ဝင်းအောင်နဲ့ရက်ကြီးစင်ရီတို့ကိုလည်းစက်တင်ဘာ25ရက်နေ့ညပိုင်းမှာတရားမဝင်စစ်မှုထမ်းလူရောင်းဝယ်ပြုလုပ်မှုငွေလွဲ30မှုများနဲ့အကျန်းဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းထို့ပြင်အမတ်6ရက်ွက်အတွင်းကိုလည်းအကျန်းဖက်စစ်တပ်က ကအင်းစည်းကား9စီးအင်းအား20ကျော်ဖြင့်ဝင်ရောက်စီးနှင်ပြီးရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ပတိမျိုးပေါ်ရှိရက်ွက်အုပ်ချုပ်ရေးမှုများသည့်စစ်မှုထမ်းလူရောင်းဝယ်ပြုလုပ်မှုဖြင့်ငွေကြေးချမ်းသာလာသူများဖြစ်ပြီးအကြမ်းဖက်စစ်တပ်ကဝင်ရောက်ဖမ်းဆီးတော်လဲငွေကြေးပေး၍ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာငလင်ကျောင်းပြိုတဲ့အဆောက်အဦ90ရာခိုင်နှုန်းကျော်ဟာအင်ဂျင်နီယာနဲ့စောက်တာမဟုတ်ဘဲပယံလက်သမားစောက်ပေးတာတွေဖြစ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောင့်ပြိုကျခဲ့တဲ့အဆောက်အဦတွေရဲ့90ရာခိုင်နှုန်းကျော်ဟာနန်းအင်ဂျင်နီယာရင်းဗင်းတင်ဖြစ်တယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ MEC က စီနီယာအင်ဂျင်နီယာတဦးဖြစ်သူဦးကျော်သူနိုင်ကပြောပါရယ်ငလင်းလုတ်ခဲ့ပြီးတဲ့နောက်ပိုင်းပြီးခဲ့တဲ့လပိုင်းတွင်မှာမန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့အဆောက်အဦအသစ်တွေဆောက်လုပ်ခြင်းနဲ့အသည့်ပညာပေးဆွေးနွေးပွဲမှာဦးကျော်သူနိုင်ကဆွေးနွေးပြောကြားတာဖြစ်ပါရယ်ငလင်းလုတ်ခဲ့ပြီးနောက်ထိခိုက်ခဲ့တဲ့မန္တလေးမြို့ကအဆောက်အဦတွေအနက်အဆောက်အဦ3000ခန်းကို MEAG MEAG နဲ့ ။ MEC အသင်းတို့ကလူနေထိုင်ဖို့တင်မတင်ကနဦးစစ်ဆေးလုပ်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီစစ်ဆေးပေးတဲ့အတွေ့အကြုံအရဆယ်လုံးစစ်ရင်ကိုလုံးလောက်ကနန်းအင်ဂျင်နီယာရင်ဘရင်ဂျင်းတွေဖြစ်တယ်လို့ဆိုပါတယ်။နန်းအင်ဂျင်နီယာရင်ဘရင်ဂျင်းကိုမဆောက်ဖို့အတွက်ကိုအချင်းချင်းတွေပြန်ပြောရမယ်။ဒါအရေးကြီးတဲ့အပိုင်းပဲ။ကိုရဲ့နှီးဆက်တဲ့လူတွေ၊ကိုရဲ့ဆွေမျိုးသားချင်းတွေ၊ကိုတငယ်ချင်းတွေ၊ကိုရဲ့လက်အောက်ငယ်သားတွေ၊ကိုဆရာတွေအများကြီးပြန်ပြောရမယ်။ဒါမျိုးဆောက်ရင်အန္တရာယ်များတယ်လို့ဦးကျော်သူနိုင်ကပြောပါတယ်။အဆောက်အဦဆောက်တော့မယ် င်ဆိုရင်အင်ရှင်အများစုဟာစောင့်ရှင်တဲ့ပုံစံကိုပယံရဲ့လက်သမားကိုခေါ်ပြီးပယံနဲ့လက်သမားကိုခေါ်ပြပြီးစောင့်ခိုင်းကြတာလို့စောင့်လို့ရလုပ်ငန်းနယ်ပယ်မှာလုပ်ကိုင်သူတွေကဆိုပါတယ်မြန်မာနိုင်ငံဟာငလင်းလှုပ်နိုင်တဲ့ပြည့်ရွေတွေရှိသလိုမြန်မာနိုင်ငံမြောက်ဖြားဗုဒ္ဓဟူကနေမြန်မာနိုင်ငံအောက်ပိုင်းပဲခူးအထိကီလိုမီတာ1200ရှိတဲ့စကိုင်းပြည့်ရွေပေါ်မှာလဲမြို့ကြီးတွေတည်ထားတာကြောင့် new normal ငလင်းနဲ့အတူရှင်တွဲနေထိုင်ခြင်းပုံစံပြောင်းလဲကငလင်းနေနဲ့ရှင်တွဲနေထိုင်နိုင်အောင်ကြိုတင်ပြင်ဆင်ထားရမှာဖြစ်တယ်လို့ပညာရှင်တွေကပြောပါတယ်။ ငလင်ကြောင့်အဆောက်အဦထိခိုက်နိုင်စွမ်းကိုရှော့ချအောင်ကြိုးစားလို့ရတာကြောင့်အဆောက်အဦတည်ဆောက်တော့မယ်ဆိုရင်အင်ဂျင်နီယာရင်းဘင်းတင်းဖြစ်ဖို့လိုအပ်တယ်လို့လည်းဆိုပါတယ်ငလင်လုတ်ခတ်တာကြောင့်အပြက်စီးအထိခိုက်မရှိဘူးဆိုတာမဖြစ်နိုင်ပေမဲ့ပြက်စီးဆုံးရှုံးတဲ့ပမာဏဟာလက်ခံနိုင်လက်ခံနိုင်လောက်တဲ့ပမာဏဖြစ်ဖို့အထိရှော့ချနိုင်ရအောင်အစိုးရပညာရှင်တွေပြည်သူလူထုကလက်တွဲညီညီလှုပ်ဆောင်ဖို့လိုအပ်တယ်လို့အထက်ပါဆွေးနွေးပွဲမှာအင်ဂျင်နီယာပညာရှင်တွေကဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါတယ်